်တာပါရှင်ကျမခေခိုင်းပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုအဓိကတိုက်စစ်ဆင်နေတဲ့တော်လေရဲတပ်ဖွဲ့တစ်ခုဖြစ်တဲ့ KIO KIN နဲ့စစ်ကောင်စီတို့အကြားတွဲဆုံဆွေးနွေးဖို့ရှိနေတယ်လို့သတင်းတွေထွက်နေပေမဲ့ KIO ဘက်ကငြင်းဆိုပါတယ် အပြစ်ရဆွေးနွေးဖို့တရုတ်ဂျောင်းဝင်မှုနဲ့တွေ့ဆုံဖို့ရှိနေတယ်လို့စစ်ကောင်စီ lobby channel တွေမှာဖော်ပြနေကြတာဖြစ်ပြီး KAO သတင်းပြန်ကြားရင်တာဝန်ခံကတော့ငင်းဆိုခဲ့တာပါကျွန်တော်တို့ဘ ਹੁ ဖက်ကလည်းအဲ့ဒါနဲ့ပတ်သက်လို့ပြောတာမကြားမိပါဘူးညွှန်ကြားထားတာလည်းမရှိပါဘူးကြားလေမကြားမိဘူးလို့ဘုံဘုံကြီးနော်ဘူးကပြောပါရီး ်လက်ရှိမှာလည်းကချင်ပြည်နယ်ဗမော်နယ်ဖားကန်တို့မှာ KIA နဲ့စစ်ကောင်စီတို့အကြတိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ်။တရုတ်ဂျောင်းဝင်မှုနဲ့ TNL နဲ့စစ်ကောင်စီတို့အကြအပြစ်ရက်ခဲ့သလိုအရင်ကလည်း MDA နဲ့အပြစ်ရက်ခဲ့တာပါ။စစ်ကောင်စီဘက်ကတော့ဆက်ပြီးတော့တဖွဲ့ချင်းစီကိုအပြည့်ရက်ဖို့ချိန်ကပ်စူးစမ်းလာမှာပဲလို့လိလာသူတွေကပြောဆိုကြပါရဲ့ရှင်။ တော်လန်အနုပညာရှင်တယောက်ဖြစ်တဲ့နမင်ကြီးအဆိုတော်ဖြူဖြူကျော်သိန်းဟာပြည်ထောင်နိုင်ငံမှာကျင်းပတဲ့2025ခုနှစ်ခလမန်းညီလာခံမှာတက်ရောက်မင်ခွန်ပြောကြားခွင့်ရရှိခဲ့ပြီးသူကမီလီယော့ခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုပ်ဆောင်သွားမယ့်အကြောင်းပြောဆိုလိုက်ပါတယ်။ကျမဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာပါ။မီလီယော့ခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုပ်ဆောင်သွားမှာပါ။ကျမတို့မီလီယော့သွားမှာမဟုတ်ပါဘူး။ တနေ့မှာတော့ငိမ့်ချမ်းမှုနဲ့တရားမျှတမှုဆိုတာတွေပြန်ရောက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ပြောဆိုခဲ့တာပါအခုနှစ်ရဲ့6ကြိမ်မြောက်ကလန်မန်းညီလာခံကိုပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကနေ10ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံ for ဒေသန်ရှင်တက်ကြွလှူရှားသူကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့တက်တမဲတယောက်လေးဖြစ်တဲ့ဖြူဖြူကျော်သိန်းကဒီညီလာခံမှာတက်ရောက်ခွင့်ရရှိခဲ့တယ်လို့အဖွဲ့တခြင်းကိုစပိန်ဘာသာနဲ့တီးဆိုခဲ့တာကိုတွေ့ရပါတယ် အစိုးရဖြူဖြူကြော်သိန်းဟာစစ်ကောင်စီအာဏာသိမ်းကလေးကပြည်သူနဲ့အတူရှက်တီခဲ့တာကြောင့်နိုင်ငံတွင်ကလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သူ့ရဲ့တဲဂီတောက်ပွဲတွေကလည်းရရှိတဲ့ရန်မုံငွေတွေကိုစစ်ဆောင်တွေနဲ့တော်လေးအင်အားစုတွေကိုလူဒန်းနေတာလည်းဖြစ်ပါရဲ့ရှင်။ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုကြိုတင်မေးပေးကြဖို့နိုးစော်တိုက်တွန်းနေပေမဲ့ကျောင်းသားကျောင်းသူတွေဘက်ကတော့ဒီအခြေအနေတွေပေါ်စိတ်ဝင်စားမှုမရှိကြပါဘူးဝေဝေသတင်းပေးပို့ထားပါရရှင်စစ်ကောင်စီလောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းတွေမကြခင်ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကကျောင်းတက်ရက်ဖြစ်တဲ့ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲပထမပိုင်းကျင်းပပြုလုပ်မှာဖြစ်လို့ကျောင်းသားကျောင်းသူတွေအနေနဲ့ကြိုတင်မဲပေးဖို့ကိုနိုဝင်ဘာလ8ရက်မှာထုတ်ပြန်နှိုးဆော်နေပါတယ်။ကျောင်းတွေပိတ်ထားခြင်းဖြစ်လို့ကျောင်းဘက်ကတည်တံ့အသိပေးပြောဆိုနေတာတွေမရှိသလိုကျောင်းသားတွေဘက်ကလည်းစိတ်ဝင်စားမှုမရှိကြဘူးလို့ရန်ကုန်နေပညာတက္ကသိုလ်ကကျောင်းသားတယောက်ကပြောပါတယ်။ကျွန်တော်တို့နေပညာတိုက်ကတူမှာတော့အခုချိန်ထိကြိုတင်မဲ့ထဲကိုလာပြောတာမျိုးလည်းမရှိသေးဘူး။ဘယ်နေ့ထည့်ရမယ်ဘယ်လိုပုံစံထည့်ရမယ်ဆိုတာလည်း ခြင်းတွေကိုမသိသေးဘူးအဲ့တော့ဘာခံစားကြမှာလည်းမရှိဘူးပေါ့လေထွေခံစားကြတယ်ထွေထူးတော့ကြမရှိဘူးအကြောင်းသားအကြောင်းသူများစုကလည်းကြည်ရတော့ဒီအကြောင်းတွေလည်းမပြောကြဘူးစိတ်ဝင်စားမှုလည်းမရှိဘူးအချိန်လေးရထည့်ခိုင်းပြီးထည့်ရမယ်ဆိုရင်တော့မဖြစ်မနေဆိုရင်တော့ထည့်ကိုထည့်ရမှာပေါ့ပုံမှန်တက္ကသိုလ်တွေကတော့နိုဝင်ဘာကုန်ဒီဇင်ဘာအစပိုင်းမှာဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါဗျ။အဝေးတင်ကျောင်းသားကျောင်းသူတွေကိုတော့ ကြောင်းလာတဲ့အချိန်မှာတခါတည်းကြိုတင်မဲပေးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့တန်လျင်မြို့နယ်ကရန်ကုန်ရှိပိုင်းတက္ကသိုလ်မှာအဝေးတင်ပညာရေးတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေစီကသိရပါဗျ။ယူစီကကြိုတင်မဲပေးဖို့နှိုးဆော်နေပေမယ့်ကျောင်းသားကျောင်းသူတွေကစစ်တပ်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားမှုမရှိရသိရှိရကြောင်းအစ်မပညာရေးတိုင်းဝိုင်းနဲ့နှိစက်တဲ့ညီပြတယောက်ကပြောပါဗျ။ ဟိုတက္ကသိုလ်ကျောင်းတွေမှာတော့ဟိုကျောင်းသားကျောင်းသူတွေကိုကျူတင်မဲထည့်ဖို့တော့လာပြောတာမျိုးတော့မရှိဘူးပေါ့နော်အဲကုနေရကောင်းစားရေးအတွက်မဲထည့်ရမယ်အမဲထည့်ပြီးမှဒါကိုကိုနေကောင်းစားယူတော့ကိုကိုရူရမယ်လုံးဆောင်နိုင်နေဆိုတော့အတွေးမျိုးရင်းနဲ့လာကြောတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကတော့အဲ့လိုလာကြောတာမျိုးတွေကိုတိုက်လာဆိုတော့မချိတ်ကြဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုအများတူငါပြည်သူကြားထဲမှာလည်းဒီကိစ္စကြီးကစစ်စစ်လုပ်တဲ့ဒီကောက်ကိုကျွတ်တဲ့အတွက်ကြောင့် ဟိုဘယ်လိုဖြစ်ဖြစ်သူတို့ကတော့နိုင်ပါပဲလေခလီးတွေကဒီမဲနဲ့ပြတ်တက်ပြီးတော့စိတ်ဝင်စားမှုတော့လုံးဝမရှိအောင်တွေးရတယ်ပေါ့နော်ဒါမှလည်းဘာပြောပြောပြောခလီးတွေကမဖြစ်မနေချင်းချောက်ထည့်ခိုင်းမယ်ဆိုရင်တော့ကြောက်ကြောက်လန့်လန့်နဲ့တော်ထရမယ့်ပုံစံမျိုးတွေကိုတော့တွေးရတယ်ပေါ့နော်ကျွန်တော်နေပြတယောက်အနေနဲ့ပေါ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအများစုကတော့အခုနှစ်2025ခုမှာအသက်18နှစ်ပြည့်ပြီသူတွေဖြစ်တဲ့အတွက်ပထမဆုံးချိန်ပေးပေးရမယ် first time voter တွေဖြစ်ကြပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့ ဖတ်တိုင်းဗုဒ္ဓရေအတွက်ဟာ၅တန်းနီးပါးရှိခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီလက်အောက်ခံယူကောက်ပွဲကော်မရှင်အနေနဲ့2024ခုနှစ်တကောင်စီရင်ကနေမဲဆန္ဒရှင်ပြုစုထားတာကြောင့်တကောင်စီရလက်တွေကိုအခြေခံပြီး TVB ရဲ့ခက်မှန်တွက်ချက်ထားချက်တွေအရအသက်18နှစ်ပြည့်ပြီးပထမဆုံးချိန်မဲပေးရမယ့်လူငယ်ရေတပ်ဟာ၄တန်းကျော်ရှိနိုင်ပါတယ်။ဒါပြင်အဲ့ဒီရွယ်အတွင်းတက္ကသိုလ်ပညာရေးသင်ကြားနေတဲ့ရေတပ်ဟာ၂သိန်းနီးပါးရှိနိုင်ပါတယ်။ ကျွန်မဦးဝေးပါထိုင်းနိုင်ငံရနောင်းမြို့လာဝကရုံကပြည်ထောင်ကြခံရပေးလို့ရက်စစ်မြန်မာနိုင်ငံသားအယောက်60ကိုနိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကမြန်မာနိုင်ငံကော့တောင်ဘက်ကအာဏာပိုင်တွေကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ကော့တောင်ဒေသခံတွေကပြောပါတယ်။ရနောင်းမြို့ပန်နာရက်ကွက်မှာရှိတဲ့အကောက်ဝန်လေးစိတ်ကတဆင်အချုပ်သားအယောက်60ထည်ကအမျိုးသားတွေကိုပဲမြန်မာအာဏာပိုင်တွေဘက်ကကားတွေနဲ့လာရောက်ခေါ်ဆောင်တော့ပြီးအရင်လိုစစ်ကားတွေနဲ့လာခေါ်တာမျိုးမဟုတ်ပဲအရက်ဖက်ကားတွေနဲ့လာခေါ်တာဖြစ်ကအဲ့ဒီလူတွေကိုတက်ထဲမှာယာယီထားနိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။အရင်ကထိုင်းဘက်ကျန်ကပြန်လည်လွေပြောင်းတဲ့မြန်မာနိုင်ငံသားတွေတဲကအမျိုးသားတွေကိုငွေကြေးနဲ့ပြည့်ရွေးခိုင်းတာရှိပြီးတချို့ကတော့စစ်မှုထမ်းတဲ့ ထည့်ပြီးအမျိုးသမီးတွေကိုတော့ထိန်းသိမ်းရေးစင်တာမှာထားတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရန်အောင်လာဝကချုပ်ထောက်ကနေအခုတပတ်အတွင်းနေရက်လွေပြောင်းပို့ဆောင်နေတာနှစ်ကြိမ်ရှိပြီးဖြစ်ပြီးပြီးခဲ့တဲ့နဝင်ဘာလ9ရက်နေ့ကအချုပ်သားအယောက်48ယောက်ကိုကော့တောင်ဘက်ကနေတစ်စစ်မြန်မာအာဏာပိုင်တွေစီပြန်လည်လွေပြောင်းခဲ့ပါသေးတယ်ရှင်။ဒီပွဲရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကီခိုင်ပါ